ော်လန်ပြည်သူပေါင်းလို့ရှင်ဒီတစ်ပတ်အတွက်ဘဲတော်လန်အဖွဲ့တွေကိုကူပြီးကြလှူပြီးကြပြီလဲရှင်သူ့ရဲ့ကူကြမယ်လှူကြမယ်စီစဉ်ရနေတော်လန်ပြည်သူတွေရဲ့ဒီအခက်ခဲကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးကြပါလေတော်လန်ခီးရဲ့အရွေးတွေမှာအောက်တစ်ချက်သေးတဲ့ဘွင့်ဖြစ်ကိုရိုင်းပါဝေထွန်းစစ်နိုင်ဖို့ကူကြမယ်လှူကြမယ် Hello တော်လန်ပြည်သူပေါင်းလို့ရှင် အပတ်စဉ်တင်ဆက်ပေးနေကြ PPTV ရဲ့ခူးစားမယ်လှူစားမယ်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ကာလတွေမှာလုပ်ခဲ့တဲ့ကမ်ပိန်းတွေရှင်းမှန်းထားတဲ့ target တွေရောက်တဲ့အထိဝိုင်းဝန်းပေးခဲ့ကြတဲ့တော်လှန်ပြည်သူပေါင်းကိုစိတ်ဆုတင်စရာဥစွာပြောကြင်ပါတယ်ရှင်။ပြည်သူလူထုတရက်လုံးဝဆိုရင်တော်လိုင်းမှာရှားရနီးနဲ့ဒီဇိုင်းမမက်ပါဝင်နေသေးပဲဖြစ်တယ်ဆိုတာကိုဒီကမ်ပိန်းအောင်မြင်မှုတွေကနေတနည်းတစ်ပုံနဲ့ညွှန်ပြနေရပါပထမဆုံးမိတ်ဆက်ပေးချင်တာကတော့ Victory Sphere ဒေါနာအင်အားကမ်ပိန်းဖြစ်ပါတယ် ဒီကမ်ပိန်းဟာဒေါနာစစ်ကြောင်းအတွက်ပြုလုပ်နေတဲ့ကမ်ပိန်းလည်းဖြစ်သလိုကမ်ပိန်းကြီးမဲ့ချက်ကတော့ချက်သိန်း2000ဖြစ်ပါရဲ့ရှင်။ဒေါနာစစ်ကြောင်းမှာအဓိကလိုအပ်နေတဲ့စစ်သုံးဆောင်ပစ္စည်း၊ဆက်သွယ်ရေးပစ္စည်းနဲ့အရေးပေါ်ဈေးခါဆေးဝါးတွေကိုဝယ်ယူဖို့အတွက်ဖြစ်ပါတယ်။ဒီလိုဝယ်ယူရမှာလည်းစစ်သုံးဆောင်ပစ္စည်းတွေအတွက်40ရာခိုင်နှုန်းဆက်သွယ်ရေးပစ္စည်းတွေအတွက်ကတော့30ရာခိုင်နှုန်းနဲ့အရေးပေါ်ရိတ်ခါဆေးဝါးအတွက်က30ရာခိုင်နှုန်းသတ်မှတ်ထားတယ်လို့သိရပါတယ်ရှင်။စစ်သုံးဆောင်ပစ္စည်းဆိုတဲ့နေရာမှာ ၊ကြည်ကားပြား၊ကြည်ကားအုပ်ထုပ်၊ဘတ်ကနေစပြီးရောအခြေခံယူနီဖောင်း၊ဖက်နှက်အထည်စစ်တီတူရိုင်းရဲ့လုံခြုံမှုအတွက် အသုံးဆောင်အကာအကွယ်ပစ္စည်းတွေဝယ်ယူမှာဖြစ်ပါတယ်။ဆက်သွယ်ရေးပစ္စည်းဝယ်ရမှာဆိုရင်လည်းဆက်သွယ်ရေးဆွမ်းအသေးတွေ၊ iPhone တွေနဲ့ပတ်သက်တဲ့ပစ္စည်းတွေအပြင်နေပြည်တော်အခြေအနေတွေကြောင့်လိုအပ်နေတဲ့ Starlink တွေလည်းပါဝင်မှာဖြစ်ပါတယ်။အရေးပေါ်ရိတ်ခါဆေးဝါးတွေကတော့လမ်းကြောင်းအခက်ခဲတွေကြောင့်စုဆောင်းရဲ့လိုအပ်တာတွေကိုဝယ်ယူမှာဖြစ်ပါတယ်ရှင်။ ဒီဝပြည်သူတွေအနေနဲ့ Victory Spear ဒေါနာအင်အားကံမင်းမှာပါဝင်ပေးကြဖို့အတွက်သူကတိုက်တွန်းပြစီရှင်။ကံမင်းမှာပါဝင်လို့သူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့သူ့ရောက်တုတ်ကနေတွားရထပ်ဖို့ပေးနိုင်ပါတယ်။ Justice Soldier တပ်ဖွဲ့ကပြုလုပ်နေတဲ့ Mission Anonymous Campaign ကိုမိတ်ဆက်ပေးခြင်းပါတယ်။တိုက်ပွဲတွေအရှိန်ကောင်းလာချိန်မှာရန်သူဘက်ကလည်းအစစ်မြစ်ဤပညာတွေအသုံးပြုလုပ်နေပါတယ်။ အဲ့ဒီအတွက်တော်လိုင်းတပ်ဖွဲ့တွေကလည်းစွမ်းဆောင်ရည်မြင့်မားတဲ့ drone တွေကိုလိုအပ်လာပါတယ်ရှင်။အဲ့ဒါကြောင့် Justice Soldier တပ်ဖွဲ့က drone အစီးတရာဝယ်ယူဖြစ်တေးနိုင်ရင်အတွက်အခုလိုမျိုး Mission Anonymous Campaign ကိုပြုလုပ်နေရပါ။လက်ရှိချိန်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်လိုအပ်ချက်တွေကိုအမြန်ဆုံးဖြည့်ဆည်းပေးနိုင်မှုအတွက်က campaign မှာပါဝင်ပေးကြဖို့သူကတိုက်တွန်းချင်ပါတယ်ရှင်။ campaign မှာပါဝင်လို့သူတွေအနေနဲ့ခုဖော်ပြထားတဲ့ link နဲ့ QR code တို့ကနေတွားရောက်ထပ်ဖို့ပေးနိုင်ပါတယ်ရှင်။ ခုထပ်ပြီးပြောပြပေးမယ့်ကမ်းမင်းကတော့ Operation Sit Down ကမ်းမင်းဖြစ်ပါတယ်။အဲ့ဒီကမ်းမင်းကိုနေပြည်တော်နဲ့အနီးဆုံးမှာရှိပြီးတော့ဒေတာရှိမှာအခြေပြုလှုပ်ရှားနေတဲ့နေပြည်တော်တည်ရင်ရှစ်တုံညာရှစ်အတွက်ပြုလုပ်တဲ့ကမ်းမင်းဖြစ်ပါတယ်။နေပြည်တော်တည်ရင်ရှစ်တုံညာရှစ်ဟာဆိုရင် နေပြည်တော်တိုင်းစစ်ဌာနအောက်မှာရှိပြီးတော့ NUG ရဲ့ MOD တည်ရင်တွေကတခုလည်းဖြစ်ပါတယ်။နေပြည်တော်တည်ရင်ရှစ်တုံညာရှစ်ဟာဒေတာရှိစစ်တောင်းမြေအရှိတ်ဘတ်ချမ်းမှာ စစ်စင်ရေးတွေကိုဖော်ဆောင်နေသလိုပဲနေပြည်တော်ကောင်စီနေပြည်ပြည်မနာမြို့နယ်ထဲမှာလည်းစစ်စင်ရေးတွေကိုဖော်ဆောင်ခဲ့တဲ့ရှင်တရင်ဖြစ်ပါတယ်ရှင်။တရင်မှာစစ်ကြောင်းတစ်ကြောင်းထပ်ပိုးတဲ့အင်အားရှိပေမဲ့လည်းလက်နက်အင်အားအားနည်းနေစေလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့လက်နက်ဝယ်ယူဖြစ်တင်းနိုင်ရဲ့အတွက် operation စစ်တောင်းကံပေးကိုပြုလုပ်ရတာပါတဲ့။ operation စစ်တောင်းဆိုတာကနေပြည်တော်တရင်၈၃၈ကရဲဘော်တွေကိုဂန်းအလက်၂၀တပ်ဆင်ပေးနိုင်မှုအတွက်ပြုလုပ်တဲ့ဂန်းကံမေးဆိုလည်းမမှားပါဘူး။ ။ကမိတ်အတွက်တာဂက်ကတော့3200ဖြစ်ပြီးတော့ကမိတ်ကလာစက်တင်ဘာ16ရက်ကနေနိုဝင်ဘာ10ရက်အထိဖြစ်ပါတယ်ရှင်။ဒီကမိတ်လေးသာပြည့်နေမယ်ဆိုလို့ရှိရင်နေပြည်တော်ရဲ့အလန်းမိုးဝေးတဲ့ရေတားရှိစက်တောင်းမြင့်အနောက်ဘက်ခြမ်းတွေမှာပါစည်ရေးအချိန်ကိုတိုးမြင့်နိုင်မှာဖြစ်ပါတယ်။ဒီ3နေနဲ့ operation စစ်တမ်းမှာပါဝင်ကူညီပေးကြဖို့ချူကမြစ်တာရက်ခံပြရစီရှင်။ကံမဲမှာပါဝင်လူသူတွေနေနဲ့အခုဖော်ပြထားတဲ့နေနဲ့ချူကကုတ်တော့ကနေသွားရထောက်ဖို့ပေးနိုင်ပါတယ်ရှင်။ ုနောက်ဆုံးပြောပြပေးမယ့် campaign ကတော့ Hope in Motion campaign ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအကြမ်းဖက်ဆေးအုပ်စုရဲ့လူမဆန်တဲ့မိုင်း၊လေကြောင်းတိုက်ခိုက်မှုတွေ၊လက်နက်ကြီးတွေရဲ့ဒဏ်တွေကြောင့်အရက်သားပြည်သူတွေနဲ့ရဲဘော်တွေအားဆိုရင်ခြေလက်အစိတ်ပိုင်းတွေကိုပိတ်ဆက်ဆုံးရှုံးခဲ့ရပါတယ်။ဒါပေမဲ့လည်းနေ့စဉ်နဲ့မျှအခက်အခဲနဲ့နာကျင်မှုတွေရင်းဆိုင်ကြော်ဖြတ်ရတဲ့အခါမှာမျောလင်းချက်တွေဆုံးရှုံးမသွားစေဘူးနဲ့အနာဂတ်အိမ်မက်တွေအတွက်ရှုံးမပေးဘဲရှေ့ဆက်နိုင်မှုက လိုအပ်နေတဲ့ခြေတုလက်တုတွေတက်ဆင်ပေးနိုင်ဖို့ပြည်သူတွေနဲ့အတူစူးစမ်းကြပါတယ်ရှင်။အဲ့ဒီတော့ Hope in Motion Campaign ကိုပြုလုပ်နေရပါ။ Project Hope in Motion Campaign မှာပါဝင်ကူညီပေးမှုတိုင်းအားဆိုရင်နည်းသည့်ဖြစ်စေ၊များသည့်ဖြစ်စေခြေလက်အင်အားဆုံးရှုံးခဲ့ရတဲ့ပြည်သူလူထုနဲ့ရဲဘော်တွေအတွက်နာကျင်နေရတဲ့အခြေအနေကနေပြန်လည်ရပ်တည်နိုင်ဖို့အခွင့်အရေးတစ်ခုကိုဖန်တီးပေးခြင်းလည်းဖြစ်ပါတယ်။မောင်မိုက်နေတဲ့ညတွေကိုရှောင်းနေအလင်းခွင်ပြီးတော့လင်းလက်စေသလိုမျိုးဖြစ်စေမှာပါ။ ဟုတ်ပြီ motion campaign မှာပါဝင်ကူညီကြဖို့အတွက်သူကဒီနေ့ကနေတိုက်တွန်းပြရစီရှင်။ campaign မှာပါဝင်လူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့ QR code တို့ကနေတွားရထပ်ဖို့ပေးနိုင်ပါတယ်ရှင်။အခုပြောပြပေးခဲ့တဲ့ campaign တွေရည်မှန်းထားတဲ့ target တွေပြည့်မီလို့ကတော်လန်တီသူတွေအင်တိုက်အားတိုက်ပါဝင်အားဖြည့်ပေးကြမယ်လို့ပြည့်ဝရင်းစီပါတယ်ရှင်။နောက်ပတ်တွင်မှလည်းဘယ်နေရာမှာကိုရလှူရမယ်ရှာဖွေဖို့ခက်နေကြတဲ့တော်လန်တီလူတွေအတွက် လူနိုင်ကူနိုင်ကြမဲ့ကမ်ပိန်းတွေကိုထပ်မံရှာဖွေပြီးမိတ်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ထိတ်သိမ်းမိတ်ဆက်ပေးစီခြင်းနဲ့ကမ်ပိန်းတွေရှိရင်ဒီပို့ဆောင်မှာ comment လာရေးပေးလို့ရပါတယ်ရှင်။ငါတို့မှာငါတို့ပဲရှိရင်ဒီတော်လိုင်းအောင်မှုအတွက်ငါတို့ကူမယ်ငါတို့လှူမယ်။